thank uh you -huh. ္ဂလာပါရှင်ခေတ္တညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်မြောက်ရီ KK ဘက်ကိုစစ်တပ်လက်အောက်ခံ BGF တပ်ခွဲက၄ရက်ဆက်တိုက်ပုံပေါက်ခွဲလိုက်ပြီးထိုင်းဘက်သို့ပါပုံအစများလင်းစင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်မြောက်ရီမြို့နယ်ရှိ KK ဘက်ကိုစစ်တပ်လက်အောက်ခံ BGF တပ်ခွဲက၄ရက်ဆက်တိုက်ပုံပေါက်ခွဲလိုက်ပြီးထိုင်းဘက်သို့ပါပုံအစများလင်းစင်လာကြောင်းထိုင်းသတင်းဌာနကခုလိုပဲပေါ်ပြထားပါတယ်အော်တိုဘားလား24ရက်နေ့မှစတင်ပြီးအော်တိုဘားလား28ရက်နေ့အထိ KK ဘက်ကိုစစ်တပ်လက်အောက်ခံ BGF တပ်ခွဲနေ့စဉ်ဆက်တိုက် က်ပေါက်ကွဲလျက်ရှိရာယနေ့အောက်တိုဘာလ28ရက်နေ့နံနက်10:00နာရီဝန်းကျင်အချိန်တွင် BGF ကနေကင်းအချိန်တွင်ပင်ပေါက်ကွဲလာကြောင်းအဆိုမှာပေါက်ကွဲမှုမှာဘုံအစနာများနှင့်အစိပ်ပိုင်းများမှာထိုင်းနိုင်ငံဘက်အခြေရှိနေအများပေါ်သို့ကျလာခြင်းဖြစ်ကြောင်းသိရှိရပါသည် အော်တိုဘားလ23ရက်နေ့မှာစတင်ပြီး KK ဘက်မှကြားပြန့်လုတ်ကင်နေသောနိုင်ငံသားသားများအပါအဝင်ကြားပြန့်လုတ်ကင်သူများကို BGF ကနှိမ့်ထုတ်ခဲ့ပြီးနောက်ထိုင်းနိုင်ငံဘက်အချမ်းတို့ကြားပြန့်လုတ်သားနိုင်ငံသားတထောင်ကျော်ထွက်ပြေးဝင်ရောက်လာကြောင်းထိုင်းအစိုးရကကြားပြန့် KK ဘက်မှထွက်ပြေးလာသောနိုင်ငံသားသားများကိုထိန်းသိမ်းစီစစ်မှုများလုပ်ဆောင်ရရှိကြောင်းသိရှိရပါသည်။ အကြမ်းဖက်စစ်တပ်က KGB ဘက်ဟာ KNU နဲ့ပတ်သက်တယ်လို့ဆိုကဝင်ရောက်စီးနှင်မှုများလှုံ့ဆော်ခဲ့ပြီး KNU ကမှ KGB ဘက်ဟာ KNU နဲ့လုံးဝမပတ်သက်ကြောင်းညင်းဆိုတာကြောင့်ခုလိုပဲသိရှိရပါတယ်ရှင်။ဆလဗီကျန်းပွန်ပါတီကရွေးကောက်ပွဲပြီးမကျင်းပရသေးပဲလွတ်တော်အမတ်28နေရာမပြိုင်မဲ့အနိုင်ရရှိကအနိုင်ရကျန်းပွန်ပါတီရဲ့လွတ်တော်အမတ်များလုံးကျုံရဲ့အထူးကူဆိုင်ရညွှန်ကြားလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အကြံပေးစစ်တပ်လောက်ကန်ကျန်းဖို့ပါတီကရွေးကောက်ပွဲပဲမကျင်းရသေးပဲတော့လေလွတ်တော်အမတ်28နေရာကိုမပြိုင်မဲအနိုင်ရရရှိသွားကြောင်း ကျန်းခံရေးပါတီတရင်ရေးမိကခုလိုပဲပြောဆိုထားပါတယ်။လာမယ့်ရွေးကောက်ပွဲတွင်ကျန်းပေါ်ပါတီကအမတ်လောင်းအရေးအတွက်2018ဦးလျှောက်လာရင်တည်သွင်းပြီးအများသောရှင်ပြိုင်မည်ဖြစ်ရမယ်ဆန္ဒနဲ့28ခုတွင်ကျန်းပေါ်ပါတီနဲ့ရှင်ပြိုင်ရမယ်အမတ်လောင်းမရှိတဲ့အတွက်အလိုအလျောက်ကျန်းပေါ်ပါတီမှာကိုယ်စားလှယ်လောင်းများကအနိုင်ရရှိသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရှင်ပြိုင်ရမယ့်သူမရှိဘဲပြည်ခိုင်ပြိုးကအနိုင်ရရှိတာစုစုပေါင်း28နေရာရှိပါတယ်။ပြည်သူ့လွှတ်တော်73နေရာတိုင်းဒေသကြီးလွှတ်တော်73နေရာနဲ့တိုင်းသား၄ရာဝန်ကြီး2နေရာကိုအနိုင် ရရှိထားတာပါအဲ့ဒီမဲဆန္ဒတွေမှာပြည်ကံပြိုးကကိုယ်စလဲတွေပဲအမတ်လောင်းအပြည့်စရိတ်တည်တင်းထားပြီးအလိုအလျောက်အနိုင်ရရှိနေရပါအနိုင်ရထားတဲ့အမတ်တွေအလုံးမိမိလုံခြုံရေးတတိထားဖို့နဲ့နည်းမြေစိတ်မချရရင်နေပြောကိုလာရောက်နေထိုင်ဖို့တတိပေးထားတာတွေလည်းရှိတယ်လို့ကြံခံရေးပါတီဒင်းမြေကခုလိုပဲရှင်းပြထားပါတယ် ကျန်းပုတ်ပါတီကအလိုအလျောက်ပံ့ပိုးမရှိဘဲအနိုင်ရရှိသွားသောမဲဆန္ဒနယ်များတွင်ရွှေကူမြို့နယ်မန်စီမြို့နယ်နောင်မွန်မြို့နယ်မင်းကေးမြို့နယ်ကောလင်းမြို့နယ်တမူးမြို့နယ်ဘုဒ္ဓလင်းမြို့နယ်မော်လိုင်းမြို့နယ်ကန်မြို့နယ်ဝင်းတုံမြို့နယ်ဆလင်းကြီးမြို့နယ်ရေဦးမြို့နယ်ရေဖြူမြို့နယ် လောင်းလုံးမြို့နယ်တရက်ချောင်းမြို့နယ်ဖဲခုံမြို့နယ်နဲ့မမန်းမြို့နယ်မိုးနယ်မြို့နယ်နဲ့ကြောင်မဲမြို့နယ်တို့ပါဝင်ကြောင်းသိရှိရပါတယ်စစ်တပ်ရဲ့ရွေးကောက်ပွဲဥပဒေအခန်းကိုပုံမှန်47ကကြီအရာမဲဆန္ဒနယ်တခုတွင်ကိုယ်စားလှယ်လောင်းတအူးရဲသာရှိရင်ရွေးကောက်ပွဲကျင်းပစရာမလိုပဲအဆိုပါကိုယ်စားလှယ်လောင်းများကိုပဲအနိုင်ရကိုယ်စားလှယ်အဖြစ်ကျင်းညာမည်ဖြစ်ကြောင်းသိရှိရပါတယ်စစ်တပ်ကဒီဇင်ဘာလ28ရက်နေ့တွင်ကျင်းပပြုလုပ်မယ်ရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ90ကျော်မှကိုယ်စားလှယ်လောင်း9000ကျော်ပါဝင်ရှင်ပြန်မည်ဖြစ်ပြီးကျန်းဖို့ပါတီက များဆုံးဖြစ်ကြောင်းသိရှိရပါတယ်။ကျပ်ဖို့ပါတီကပြည်သူ့လွှတ်တော်ရင်အမန်လောင်265ဦး၊အမျိုးသားလွှတ်တော်ရင်အမန်လောင်156ဦး၊တိုင်းပြည်နယ်လွှတ်တော်ရင်အမန်လောင်969ဦး၊တိုင်းသားလူမျိုးစုလွှတ်တော်ရင်28ဦး၊စုစုပေါင်းအမန်လောင်1018ဦးပါဝင်မည်ဖြစ်ပါတယ်။စစ်တပ်ရဲ့အတူအယောင်ရေကောက်ပွဲတွင်နိုင်ငံတော်ရှင်ပြိုင်မဲ့ပါတီ6ပါတီနဲ့တိုင်းဒေသကြီးပြည်နယ်တို့အတွင်းစီယုံမြတ်နိုင်ငံပါတီ52ခုနဲ့တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများပါဝင်ကြောင်းသိရှိရပါတယ်။ စစ်တပ်ရဲ့အတူရောင်ရေကောက်ပွဲတွင် တိုင်းသားညီညွတ်စည်းလုံးရေးပါတီတာဆာညာကကိုယ်စားလှယ်လောင်း 694ဦးတသက်ခါရင်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကကိုယ်စားလှယ်လောင်682ဦးရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီကကိုယ်စားလှယ်လောင်984ဦးကိုကိုကြီးရဲ့ပြည်သူ့ပါတီကကိုယ်စားလှယ်လောင်932ဦးတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုယ်စားလှယ်လောင်428ဦးတိုင်းပြည်နယ်များတွင် ရှင်ပြမြင့်ဒေတာဆိုင်ရာနိုင်ငံရေးပါတီ52ပါတီကကိုယ်စားလှယ်လောင်960ဦးနှင့်တတိပုဂ္ဂလကိုယ်စားလှယ်လောင်95ဦးပါဝင်ရှင်ပြမြင့်ဖြစ်ကြောင်းခုလိုပဲ ိရှိရပါတယ်ရှင်။ အာဆီယံအစည်းအဝေးကိုအမှန်တကယ်တက်ရောက်လာခဲ့တဲ့တမရာထရန်နဲ့ပျော်ရွှင်ခြင်းအခြေအနေဆိုတဲ့အကြောင်းတည်ဆက်ပေးပါမယ်။နိုင်ငံကောင်းဆောင်နဲ့ကိုယ်စားလှယ်20ကျော်ဟာကွာလာလမ်ပူမြို့မှာကျင်းပတဲ့အာဆီယံညီလာခံကိုတက်ရောက်လာကြပြီးအဲ့ဒီထဲမှာအများဆုံးမျှော်လင့်နေတဲ့အမေရိကန်တမရာဒေါ်နယ်ထရန်လည်းပါဝင်ပါတယ်။ဒီနေ့အောက်တိုဘာလ26ရက်နေ့တနင်္ဂနွေနေ့မှာဖွင့်ပွဲအနေနဲ့ကျင်းပမှာပါ။အာဆီယံအဖွဲ့ဝင်10နိုင်ငံအဖွဲ့ဝင်လောက်အရှေ့တီမောနဲ့အမေရိကန်၊အိန္ဒိယ၊တောင်ကိုရီးယား၊တရုတ်၊ဘရာဇီး၊ဂျပန်၊ရုရှား၊အော်စတြေးလျ၊နယူးဇီလန်တို့လိုမိတ်ဆွေနိုင်ငံတွေက နိုင်ငံကောင်းဆောင်တွေကိုယ်စားလှယ်တွေတက်ရောက်ကြမှာပါနိုင်ငံတကာသတင်းတွေမှာတော့အာဆီယံညီလာခံကိုအာဆီယံအဖွဲ့ဝင်တွေနဲ့မိတ်ဆွေနိုင်ငံအလုံးပေါင်းနိုင်ငံ၂၀ကျော်တက်ရောက်မှာဖြစ်ပြီးဖဲချင်းခံထားရတဲ့မြန်မာအာဏာသိမ်းခေါင်းဆောင်မပါဝင်ဘူးလို့ဆိုထားပါတယ် အာဆီယံကနေပယ်ကျင်ထားတဲ့သမရလူလူအယောင်ဆောင်လုပ်နေတဲ့ပူဂျုံမူကြီးမရောက်နိုင်ကလွဲပြီးအာဆီယံအဖွဲ့ဝင်တွေနဲ့မိတ်ဆွေနိုင်ငံတွေအားလုံးတက်မယ်လို့ဆိုပါတယ်။ထူးခြားတာကအမေရိကန်သမရဒေါ်နယ်ထရန့်တယောက်ဒီညီလာခံကိုတက်ရောက်လာတဲ့အတွက်အင်ရှင်မလေးရှားနိုင်ငံနဲ့တိတ်ကိုဂေါ်ယူနေတယ်လို့ ကဘာကြီးကလည်းစိတ်ဝင်စားနေကြပါတယ်မိတ်ဆွေနိုင်ငံတွေအနေနဲ့တက်ရောက်လာသူတွေထဲမှာရုရှားဒုဝင်ကြီးချုပ်အိန္ဒိယဝင်ကြီးချုပ်တရုတ်ဝင်ကြီးချုပ်ဩစတြေးလျဝင်ကြီးချုပ်နဲ့ပူပူနွေးနွေးဝင်ကြီးချုပ်ဖြစ်တဲ့ဂျပန်ဝင်ကြီးချုပ်တို့လည်းပါဝင်မှာဖြစ်တဲ့အတွက်ဒေတာအတွင်းအရေးကိစ္စတွေထူးခြားလာလိမ့်မယ်လို့ကမ္ဘာနိုင်ငံရဲ့အတိုင်းဝန်ကသုံးသပ်နေကြပါတယ်။နိုင်ငံကောင်းဆောင်တွေအပြင်ဧည့်သည်တော်အဖြစ်နဲ့ကမ္ဘာပန်အပီပီဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့အပီပီဆိုင်ရာအလုံသမားရေးရာအဖွဲ့နဲ့ကမ္ဘာပေါ်လွန်အဖွဲ့ချုပ်လည်း တက်ရောက်မယ်လို့မလေးရှားနိုင်ငံပိုင်သတင်းဌာနတစ်ခုကအခုလိုပဲပြောဆိုထားပါရင်အမေရိကန်သမ္မတကတက်ရောက်လာတဲ့အာဆီယံညီလာခံမှာမြန်မာနိုင်ငံပြည်တွင်းစစ်ဖြစ်ဖို့ဖြည့်ရှင်းဖို့မြန်မာထိုင်းနယ်ဇက်ကရာဇဝဲမှုကွန်ရက်များအရှိတောင်အာရှဒေသအတွင်းနိုင်လေလှည့်စားသောစင်တာများကြီးထွားလာနေခြင်းကိုထိန်းချုပ်ဖို့ထိုင်းနယ်ကမ္ဘောဒီးယားပြည်ပခါတွေပါဝင်မယ်လို့လေ့လာသူတွေကဆိုပါရင်နိုင်ငံတကာသတင်းဌာနတွေမှာတော့ဒီလိုပေါ်ပြထားပြီးမြန်မာနိုင်ငံကိုဘာကြောက်ထိတ်သည့်အစည်းအဝေး မတက်ဖို့တားမြင်လိုက်ကြရလဲဆိုပြီးမေကွန်းထုတ်ထားတယ်လို့ပြန်ဖြေထားတာတွေဆိုရင်မင်းတို့အာဆီယံအစည်းအဝေးကမတရားဘူးကငါတို့အဘကြတော့ဘာလို့တက်ခွင့်မပေးရလဲဆိုတယ်လို့မေကွန်းတွေတက်ပြန်ဖြေထားပါတယ် မြန်မာဟာအာဆီယံကနေယာယီပိတ်ပင်ထားတဲ့နိုင်ငံမှာမြန်မာနိုင်ငံကအာနာသိယာယီသမရဟာအာဆီယံနဲ့ပူးပေါင်းဆောင်ရွက်ဖို့ပြက်ကွက်ခဲ့ပါတယ်။2021ခုနှစ်ကလေးကပြည်တွင်းစစ်ဖြစ်နေခဲ့တဲ့မြန်မာအာနာသိစစ်တပ်ကိုမလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌဖြစ်နေချိန်မှာညှိနှိုင်းမှုစူးစမ်းခဲ့ပေမဲ့ဘလို့မှညှိနှိုင်းလို့မရတဲ့အတွက်အာဆီယံဥက္ကဋ္ဌအသစ်ဖြစ်လာမဲ့ဖိလစ်ပိုင်နိုင်ငံကိုလွှတ်အပ်လိုက်ပါတယ်လို့တင်ပြထားပါတယ်။အာဆီယံပါလီမန်အမတ်များအဖွဲ့ရဲ့ပူးတွဲဥက္ကဋ္ဌတာဝန်ယူထားသူ Charles စန်တီကိုကတော့ထိပ်သီးအစည်းအဝေးမှာမြန်မာပြည်ရင်းစစ်ကိုအဓိကဆွေးနွေးလိမ့်မယ်လို့သူကအတိအပြေပြောကြားထားပါတယ်။ဒါကတော့ဒီနေ့အောက်တိုဘာလ26ရက်နေ့ကစတင်ကြပါမယ်။အာဆီယံအစည်းအဝေးနဲ့ပတ်သက်ပြီးထုတ်နှုတ်တင်ပြထားတာပါ။အာဆီယံအစည်းအဝေးစတင် မှာမလေးရှားကနေပြည်တော်ကိုရောက်လာခဲ့ပါတယ်။ဘာရီဆွေးနွေးတယ်လို့ဘယ်ဘက်ကမှမထုတ်ပြန်ခဲ့ပါဘူး။မလေးရှားကနေပြည်တော်ကနေပြန်သွားချိန်မှာအာနာသိန်းခေါင်းဆောင်ကအာဆီယံအစည်းအဝေးကိုတက်ရတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ခေါင်းထောင်လာပါတယ်။စစ်တပ်ဝင်ရည်သူတွေကလည်းလေးကျဲလာကြတယ်။တော်လန်ရင်ပြည်သူတွေကလည်းမလေးရှားကိုမတင်ကားသလိုအာနာသိန်းကောင်းဆောင်ကိုအာဆီယံကအတိမတ်ပြုပြီးရွေးကောက်ပွဲကိုထောက်ခံတော့မယ်ဆိုတဲ့စိုးရိမ်လိုနေတာတွေးတွေဝင်ခဲ့ကြတယ်။ ဒါပေမဲ့ဥပဒေရဲ့အထက်မှာနေလို့မရဘူးဆိုတာနဲ့ကမ္ဘာခေါင်းဆောင်တွေဟာမြန်မာအာဏာသိမ်းခေါင်းဆောင်ကိုအာဆီယံအစည်းအဝေးမတက်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။အာဏာသိမ်းခေါင်းဆောင်ကိုအာဆီယံတက်ခွင့်ပိတ်ပင်လိုက်တဲ့လို့ရွေးကောက်ပွဲကိုလည်းကမ္ဘာကြီးကအတိမတ်မပြုတဲ့အတွက်မြန်မာအာဏာသိမ်းစစ်တပ်ဟာနိုင်ငံအစိုးရဖြစ်ဖို့လုံးဝအလားအလာမရှိတော့ပါဘူး။ဒါဟာအမေရိကန်သမ္မတထရန့်တက်မဲ့အာဆီယံညီလာခံစီကနေမြန်မာပြည်သူတွေရလိုက်တဲ့ဝမ်းမြောက်ပျော်ရွှင်ခြင်းအမျက်ပါပဲ။ကျွန်တော်ကတော့ကိုယ်တိုင်ဆက်လုပ်ကြမှာပါ။ဒီနေ့ညအုပ်ပိုင်းမှာအမေရိကန်သမ္မတနဲ့တက်ရောက်လာ သူတွေညစာစားပွဲကျင်းပပြီးအမေရိကန်သမ္မတနဲ့မလေးရှားဝန်ကြီးချုပ်တို့ဟာတီးတန့်ဆွေးနွေးတွေ့ဆုံစကားပြောဖို့စီစဉ်ထားပါတယ်။အာဆီယံအစည်းအဝေးကိုကမ္ဘာပလေကြီးအမေရိကန်တက်ရောက်လာသလိုပြည်ရင်းအတူရောင်ရွေးကောက်ပွဲတွေကလည်းဒုတိယပြည်ဒါတိယပြည်နဲ့ဇက်တူသားစားပြီးစောကုံကြပါပြီ။မြန်မာတော်လန်ရေးပြည်သူတွေအတက်တော်စိတ်လှုပ်ရှားစရာပျော်ရွှင်ခြင်းသတင်းပတ်ပဲလို့ပဲအတိပေးသုံးသပ်ချင်ပါတယ်ဆိုတဲ့အကြောင်းခုလိုပဲသိရှိထားပါရစေ။